Good day to my fellow students. My name is Modu Jaw. I'm here to discuss the topic of Unit 12 reading Intercultural Communication. Unit 12 reading မှာဆိုလို့ရှိရင်တော့ Intercultural Communication ဆိုတာကတော့ယဉ်ကျေးမှုမတူတဲ့လူ့ဖွဲ့စည်းတဲ့တစ်ခုနဲ့တစ်ခုအပြန်အလှန်ဆက်သွယ်တဲ့အခါမှာဘယ်လိုပုံစံမျိုးခက်ခဲတွေရှိလဲ ဘယ်လိုပုံစံလေးလိုက်နာမှာရှိလဲဒါတွေကိုဖော်ပြထားတာဖြစ်တယ်။ဆိုတော့ဒီသင်ခန်းစာကိုဆရာသင်ရတဲ့ရည်ရချက်ကတော့ intercultural communication ပေါ့လေ။ဒါကိုတအားတို့တို့လက်တွေ့ practice လုပ်ဖို့ရင်ပြီးသွားလို့ရှိရင်ဒီမှာပါတဲ့ grammar usage တွေစလုံးတွေကိုတအားတို့တို့နားလည်သဘောပေါက်ပြီးတော့မှကိုယ်တိုင်သုံးစွဲတတ်ဖို့ရင် B1 နဲ့ D1 reading scale ကိုယူပြီးတော့မှဒီ idea တွေကိုလုံးဝနားလည်သဘောပေါက်ဖို့ဆိုတဲ့ရည်ရချက်နဲ့ဆရာသင်ပေးပါတယ်။ ပထမဆုံးသူက pre reading ဘေးကွန်းလေးသုံးပုံစပြီးတော့ပေးထားတယ်ဆိုတော့ number 1ကိုဆက်ပြီးကြည့်အောင် Do you have a friend who is from a different ethnic group or who lives abroad? ဒါတို့မျိုးတငယ်ချင်းတွေမှာကိုယ်နဲ့လူမျိုးမတူတဲ့တငယ်ချင်းတွေရှိလားတောင်မှနိုင်ငံခြားမှာနေတဲ့တငယ်ချင်းတွေရှိလား If yes အဲ့လိုရှိတယ်ဆိုလို့ရှိရင် where is he or she is from? သူကဘယ်ရလဲပေါ့ How do you communicate with him or her? သူနဲ့ဘယ်လိုဆက်ဆံလေးရှိလဲသူနဲ့ဘယ်လိုဆက်သွယ်လေးရှိလဲ face to face လား အီးမေးလ်နဲ့လားဖုန်းနဲ့လားဆိုရှယ်မီဒီယာပေါ့ Telegram နဲ့ Messenger တို့ Snapchat တို့ Fiber တို့ဘယ်ကနေဆက်သွယ်လဲ and what languages do you use ဘလို language တွေတုံးပြီးတော့ဘလို့ဘာသာစကားတွေတုံးပြီးတော့မှဆက်သွယ်လေးရှိလဲ Do you sometimes feel uncomfortable when you deal with people from different cultures? ကိုယ်နဲ့ယဉ်ကျေးမှုမတူတဲ့တခြားနိုင်ငံလာတဲ့သူတွေနဲ့စကားပြောဆိုတဲ့အခါမှာနော်ဆက်ဆံတဲ့အခါမှာ communicate လုပ်တဲ့အခါမှာဘလို့အခက်အခဲတွေတွေ့ရလဲဘလို့ uncomfortable ပါကိုယ်အတွက်တနောင်တတာမဖြစ်တာမျိုးတွေခက်ခဲကြုံရမျိုးတွေရှိလားဟုတ်ပြီဒါလေးဖြည့်ပြီးပြီဆိုလို့ရှိရင်ဆိုတော့ပတ်စိလေးကိုစာပြီးတော့ကြည့်ပါမယ် The 21st century war has become a more diverse community as a result of rapid changes in the global economy technology and transportation မဆောနေဆယ်လို့စာပြီးတော့ဘာသာပြန်လိုက် global economy ကမ္ဘာစီးပွားရေးတွေ technology နည်းပညာတွေ transportation တည်ယူပို့ဆောင်ရေးတွေ rapid changes အလင်းမြန်ပြောင်းလဲတိုးတက်လာတာနဲ့အမျှ 21st century ပေါ်ဆယ်တွေ21ရာစုကမ္ဘာကြီးကလည်းပဲ has become a more diverse community ပေါ်ပြီးတော့မှအယောင်သွေးစုံလင်တဲ့လူ့ဖွဲ့စည်းတွေဖြစ်လာတယ် There has been more contact among the people who are from different religious, social, ethnic and educational backgrounds နောက်ဆုံးဘက်ပါတာပြန်မယ်မတူညီတဲ့ဘာသာရေးမတူညီတဲ့လူမှုအဖွဲ့အစည်းမတူညီတဲ့လူမျိုး မတုံညီတဲ့ပညာရေးနောက်ခံရှိတဲ့လူတွေသည် there has been more contact ပေါ်ပြီးတော့မှထိတွေ့ဆက်ဆံမှုတွေရှိလာတယ်။ Therefore ဒါကြောင့်မလို့ intercultural communication ကိုနဲ့လူမျိုးချင်းမတူတဲ့သူတွေနဲ့ပြောဆိုဆက်ဆံမှုရှိတဲ့အခါကိုနဲ့ကာချချင်းမတူတဲ့သူတွေနဲ့ပြောဆိုဆက်ဆံမှုတွေရှိလာတဲ့ဟာသည် plays an important role in diverse cultural contexts လူမျိုးအယောင်တွေစုံလင်တဲ့ cultural context ဆိုတာကတော့လူမှုပတ်ဝန်းကျင်မှာ ပို့ပြီးတော့မှအရေးပါတဲ့အခက်အခဲနာမှာရှိလာပါတယ်။ Intercultural communication is a discipline ။အရင်ကမှ discipline ဆိုတဲ့ဆရာပညာရဲ့လိုပဲဘာသာပြန်ရအောင်ပါစီလီယံဘာသာပြန်ရတာပေါ့နော်။အဲ့တော့ intercultural communication ဆိုတာကတော့ဒါဘာသာရဲ့တစ်ခုပညာတစ်ခုဖြစ်ပါတယ်။ The studies communication across different cultures and social groups အဲ့တော့မတူညီတဲ့လူမှုအဖွဲ့အစည်းတွေမတူညီတဲ့ယဉ်ကျေးမှုမှာရှိတဲ့သူတွေအပြန်လဲ ဆက်သွယ်ပြောဆိုကြတာကိုလေ့လာတာကိုဆရာတို့က intercultural communication လို့ခေါ်ပါတယ်။ Oh how culture affect communication အဆရာတို့ရဲ့ပြောဆိုစံမှုတွေအပေါ်မှာဆရာတို့ရဲ့ဆရာတို့နဲ့ညီချင်းမှုချင်းမတူတဲ့တခြားလူမျိုးတွေနဲ့ပြောဆိုစံမှုအပေါ်မှာညီချင်းမှုရဲ့လွှမ်းမိုးမှုပေါ့။မှတ်ထားပါလားဆရာတို့ကမြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံသားတွေနဲ့ဂျပန်နိုင်ငံသားတွေနဲ့ပြောဆိုစံတဲ့အခါမှာမြန်မာညီချင်းမှုမြန်မာနိုင်ငံသားတွေပေါ်မှာဘယ်လိုလွှမ်းမိုးမှုရှိနေလဲ။ဂျပန်ညီချင်းမှုက ဂျပန်နိုင်ငံသားတွေပေါ်မှာဘယ်လိုလွတ်လပ်မှုရှိနေလဲအဲ့လိုပဲဆီရိုနီယာအပြန်အလှန်ပြောဆိုတဲ့အခါမှာယဉ်ကျေးမှုကျင်မတူတဲ့အခါမှာဒီမတူညီတဲ့ယဉ်ကျေးမှုတွေလွှမ်းမိုးမှုကဘလို့ရှိလဲဒါကိုလေ့လာတာဖြစ်ပါတယ် When we deal with people from different cultures မတူညီတဲ့ယဉ်ကျေးမှုတွေမှာရှိတဲ့သူတွေနဲ့ပြောဆိုဆက်ဆံတာတွေရှိလာတဲ့အခါမှာ intercultural conflicts and misunderstanding နော်မတူညီတဲ့ culture တွေအကြောင်းမလို့ conflicts တွေ conflict ဆိုတာကတော့ဒါတော့ရန်ဖြစ်ရတာပဋိပက္ခဖြစ်တာတွေ misunderstanding နားလည်မှု lawyer တွေလည်းဖြစ်နိုင်တယ်။ Now may rise from differences in cultural values and traditional practices ရင်ကျေးမှုတွေထုံးတမ်းနေ delay ထုံးတမ်းနေပြီးတော့လို့ရှိရင်ရင်ကျေးမှုအပေါ်မှာကင်ဆွဲတဲ့အယူဆတွေမတူတဲ့အခါမှာ conflict တွေ misunderstanding တွေဒါတွေဖြစ်လာတတ်တယ်။အဲ့တော့အောက်မှာဒါတွေအကြောင်းရေးတဲ့ blog post လေး၄ခုရှိတယ်။ Study the following blog post အားက blog post ၄ခုကိုကြည့်ပြီးတော့မှ to see how different cultural backgrounds lead to certain conflicts and misunderstandings that affect communication. Our communication ကိုထိခိုက်စေတဲ့ conflicts တွေသဘောထားကွဲလွဲမှုတွေဒီ cultural မတူဘူးလို့ background မတူဘူးလို့ဘာလို့တွေဖြစ်ရလဲဆိုတာဟိုအောက်က blog post လေးမှာရေးထားတော့ဒါလေးတွေကိုဆက်လေ့လာကြည့်အောင်ပါ။အဲ့တော့ဆရာတို့ blog post 1လေးကိုစပြီးတော့လေ့လာကြည့်ပါမယ်။ Another Japan Exchange and Teaching JET program. A JET program ပေါ့နော်။ JET program ဆိုတော့ Japan Exchange and Teaching program ပေါ့ဂျပန်နိုင်ငံကိုသွားပြီးတော့မှ ဒါ exchange ပေါ့လေဂျပန်ဒီတနိုင်ငံတနိုင်ငံဆက်ဆံမတွေចောင်းသားတွေအပြန်အလှန်ကုလူဆက်ဆံနဲ့သွားပြီးတော့မှတင်ပေးတာပေါ့ဂျပန်ကဆီယမားကဒါဩစတြေးလျပေါ့ဒီမှာဆိုနောက်တနိုင်ငံဩစတြေးလျပေါ့ဩစတြေးလျကိုသွားပြီးတော့တင်မယ်ဩစတြေးလျကဆက်ဆံမကဂျပန်ကိုလာပြီးတော့တင်မယ်အဲ့ဒီ JET program ပေါ့နော်အဲ့ဒီအစီအစဉ်မှာဆိုလို့ရှိရင်ဒါဩစတြေးလျနိုင်ငံကဆီယမားဖြစ်တဲ့ Megan ပေါ့သူကဂျပန်ကိုရောက်လာ was excited to have challenging experiences in Japan ဂျပန်နိုင်ငံမှာသူတို့တာစိန်ခေါ်မှု အောင်အောင်လေးအတွေ့အကြုံတွေရမယ်လို့သူကယူဆရတဲ့အကြောင်းလို့အရင်စိတ်လှရှားနေတယ်။ After delivering her first lecture သူရဲ့ပထမအဆုံးသင်ကြားမှုကိုသင်ကြားပေးပြီးတဲ့အခါမှာ she asked her Japanese colleagues သူရဲ့ဂျပန်လူမျိုးလို့ဖော်ကံပတ်တွေကိုမေးလိုက်တယ်။ For some suggestion on her lecture အသူရဲ့သင်ကြားမှုပေါ်မှာဘလို့ယူဆလေးပေါ့ဘလို့မျိုးအကြံဉာဏ်တွေပေးခြင်းလေးပေါ့ Did it work? လို့ဖြစ်ရလား? Did the activity go well? သူပေးတဲ့ activity ကြီးအဆင်ပြေရလား? she didn't receive any negative comments a negative comment ဆိုမကောင်းတဲ့ comments ပေါ့လေဟိုဆိုဆိုရရားဖြစ်တာမျိုးကိုယ့်ရဲ့မကောင်းတာကိုထောက်ပြတဲ့ comments ဆိုတခုမှမရအောင် no one said no to her directly ဘယ်သူမှလည်းသူ့ကို no လို့မပြောမလုပ်နဲ့လို့သူကငင်းလာမျိုးမရှိ now she has been in japan for 2 months အာသူဂျပန်ရတာနှစ်လရှိပြီ and she hasn't heard the word yet yet ဆိုတော့ဂျပန်လို no လို့ပြောတာပေါ့နော်ဆိုအဲ့ဒါသူမချားအောင်ဖြစ်နေတယ် သူဂျပန်ရောက်တဲ့နှစ်လရှိပြီ yes နဲ့ no ဆိုတော့အင်္ဂလိပ်စာမှာနှမင်းစာရေးတော့အများအားပြောပါမယ်။ဒါပေမဲ့ဂျပန်စာကားမှာ e yes ဆိုတဲ့ no ဆိုတဲ့စလုံးကိုသူမကြားရတာ။နော်ရှောက်ကလေးအောင်မကြားရတာ။နှစ်လရှိနေပြီအခုထိလည်းမကြားအောင်။ what an exciting experience for her ဘလောက်စက်လို့ချစားကောင်းတဲ့အတွေ့အကြုံလေးပေါ့။ဆိုတော့သူအောက်မှာရှင်းပြရတယ်။ escapism နဲ့ blog post 1 blog post 1မှာတွေ့ရတဲ့အတိုင်းပဲ Japanese people feel that saying no directly would embarrass other တို့ကတယောက်ကို no လို့ပြောလိုက်သူများရှက်သွားမှာဒါဆိုရင် or even make them lose face အတို့မျက်နာပုံမှာမျက်နာနာမှာတို့ကဆိုရင်အားနာတာပေါ့ဒီမှာလို့ပြောမယ်ဆိုလို့ရှိရင် they usually use many other subtle expression subtle ဆိုတာကတော့ no လို့တိုက်ရိုက်ပြောတာမဟုတ်ဘူးတော်ဝပြီးတော့ပြောတဲ့ expression မျိုးเนาะ subtle ဆိုတဲ့ဘောကတော့ short ပြီးတော့ပြောတာပေါ့အဲ့လို expression မျိုးတွေ maybe perhaps ဟုတ်ရင်လည်းဟုတ်မှာပေါ့อืมဖြစ်ချင်လည်းဖြစ်မှာပေါ့မသိမချာလေးတွေအဲ့လိုလေးပြောတာเนาะအဲ့လို no လို့သူတို့ဒါရိုက်မပြောဘူး for megan megan အတွက်က she is ready to welcome any useful suggestion even if they hurt their feelings up သူ့ကိုထိခိုက်ချင်အောင်မသူ့ရဲ့ခံစားချက်ကိုထိခိုက်နေမကောင်းမကောင်းရင်မကောင်းတော့ဒဲ့ပြောတာကိုလိုချင်တာအဲ့မဲ့ဂျပန်နေကြတော့အဲ့လိုမပြောဘူးအဲ့လိုမျိုးသူများကိုမကောင်းပြောတာမျိုး ညင်းတာမျိုးလုံးဝမလုပ်ဘူးပေါ့ဂျပန်ရဲ့ culture မှာဆိုလို့ရှိရင်ဆိုတော့ဒါဒီ blog post 1ကြောင်းကိုပြောပြတာဖြစ်တယ်ဆက်တော့ blog post 2ကိုဆက်ပြီးတော့ကြည့်အောင် Jose Jose was newly arrived Brazilian international newly arrived Brazilian international student on campus အော် Jose ကတော့ဒါဘရာဇီးကနေကြောက်လာတဲ့ဒီ campus ကိုအကြောင်းကိုဘရာဇီးကနေအသစ်ရောက်လာတဲ့အကြောင်းသားပေါ့ After a few weeks in the USA အ USA မှာသူရတဲ့တပတ်အနှင်းငယ်နေပြီးတဲ့အချိန်မှာအမ်မသူ့ရဲ့ classmate ပေါ့သူ့ရဲ့အတန်းပေါ်ဖြစ်တဲ့အမ်မက SM သူ့ဖိတ်ဂျိုဆေ What are your plans for this weekend? ဒီစတဲ့တနင်္ဂနွေမှာအပြင်နေပါလိတော့ဖို့ plan နေပါလိရှိလား Let's hang out အပြင်တူတူသွားအောင်ဒါအမ်မကဂျိုဆေကိုအပြင်သွားဖို့တော့ဖိတ်တယ်ဂျိုဆေ was surprised at her request to go out ဂျိုဆေက ဒီ main clip ဖြစ်တဲ့ Emma ကသူ့အပြင်သွားဖို့ခေါ်တော့သူအားတယ်ပါ surprise ဖြစ်သွားတယ် and thus he was hesitant to respond to it အဲ့တော့ surprise ဖြစ်သွားပြီးတော့တောင်းတောင်းတော့ reply မပြန်ပြန်ဘူးဖြစ်သွား like မလည်းမပြောမလိုက်ဘူးလည်းမပြောဘဲနဲ့ဘာပြောမှမသိဖြစ်သွားတာပေါ့ in the meanwhile အဲ့အချိန်မှာ Emma ကလည်း feel awkward Emma ကလည်းပဲ awkward ဆိုတဲ့သဘောကတော့ခံစားချက်မကောင်းတာ feeling မကောင်းတာပေါ့ဘာလို့လို့လို့မှမသိဘာလို့လို့လို့အောင်မှမသိတော့ Emma ကလည်းပဲ she made an excuse and left အဲ့တော့ excuse ဘာလဲအကြောင်းတစ်ခုပြပြီးတော့ထွက်လာတယ် Joseph realized he had annoyed her Joseph ကလည်းသိလိုက်တယ်သူ့ကိုစိတ်နှောက်ယှက်ပေးမိပြီဆိုတော့ Emma ကိုစိတ်နှောက်ယှက်ပေးပြီဆိုတော့သိလိုက်တယ်အဲ့ဘာလို့အဲ့လိုဖြစ်ရလဲအောင်ကရှင်းပြတာပါတယ် for Joseph အဲ့ Joseph တို့က in his homeland Brazil သူ့ရဲ့မွေးရမြေဖြစ်တဲ့ Brazil မှာ it is unusual for a woman to start asking for a date အပြင်ကိုအတူတူသွားဖို့ date လုပ်ဖို့ဒါ တောင်းဆိုတာမျိုးအမျိုးသမီးဘက်ကစပြီးတော့တောင်းဆိုလေးမရှိ not knowing the fact that is the man who initiates a date request in brazil brazil မှာဆိုလို့ရှိရင်အဲ့လိုမျိုးအပြင်တူတူသွားဖို့အတွက်တောင်းဆိုတာတွေယောက်ျားလေးဘက်ကပဲစပြီးတော့တောင်းဆိုလာတာဖြစ်တယ်အဲ့တော့အမားမသိဘဲနဲ့သူကလည်းပဲစပြီးတော့သူဘက်ကစပြီးတောင်းဆိုလိုက်တာ in a community အသူ့ရဲ့ community ဖြစ်တဲ့ america မှာကြတော့ it is just a casual invitation to have a friendly chat ဘာမှထူးထူးမဟုတ်ဘူး တငယ်ချင်းချင်းချင်းစကားပြောဖို့လောက်ပဲ casual ပဲတငယ်ချင်းချင်းပေါ့ပေါ့ပါစကားပြောဖို့လောက်ပဲဖိတ်တာ just to have pure fun and get to know each other more ဟမ်တငယ်ချင်းချင်းချင်းပြပြနေဖို့နဲ့တပ်နဲ့တယောက်ပို့ပြီးတော့ရင်းနှီးအောင်လုပ်ပဲဒီတဘောပဲအမေရိကန်မှာကျတော့အဂျိုဆေးတော့ကဘရာဇီးမှာကျတော့ဒီတဘောမျိုးမဟုတ်ပြန်ဆိုတော့အဲ့မှာ culture မတူတဲ့ခါမှာတို့နှစ်ယောက်ကြားထဲမှာ misunderstanding ဖြစ်သွားတာပေါ့နော် blog post 3ကိုဆက်ပြီးတော့ကြည့်ပါမယ် blog post 3မှာဆိုလို့ရှိရင် James and his Italian friend were watching the college football match between the University of Oklahoma, OU, and the University of Texas in Austin. Uh, Austin ma Baltimore ရှိတာပေါ့နော်။ Oklahoma တက္ကသိုလ်ရဲ့ Texas တက္ကသိုလ်ရဲ့ Baltimore ရှိတယ်။အဲဒီ Baltimore ဘက်ကို Jamie နဲ့သူ့ရဲ့ Italy လူမျိုးတန်ငယ်ချင်းကသွားပြီးတော့ကြည့်။ During the match အဲ့ဒီ Baltimore ဘက်တော့ OU အသင်းရဲ့ပြည်သက်တွေပေါ့ OU fans OU အသင်းရဲ့ပြည်သက်ပြည်သက်တွေက hide up their index finger No? Like you talk about. Which means we're number one on number two. The Texas fan held up the index finger and the little finger. Texas prayed that each other. Index ne, little. Lanyu ne, latao, lunaku tongue it lupia. Which means Hockham Homes. Hockham Homes are through a nine libo, Maru then through a nine libo. Referring to their mascot, I'm a home, so I'll be honest. I didn't think it to say, but I didn't like တလောင်းဟွန်နော်ဂျိုအရှိကြီးနဲ့နွားပေါ့လေအဲ့ဒီလိုဂျိုအရှိကြီးနဲ့နွားပွဲစလို့လုပ်ပြီးတော့သူတို့နိုင်အောင်တိုက်ဆိုင်ဆက်ပါသူတို့နိုင်အောင်ကန်လိုက်ဆန်းပါဒါမျိုးပြောတာ Hogger Homes can be broadly interpreted as defeat them Hogger Homes ဆိုတာဘာပြောရလဲသူတို့နိုင်အောင်ကစားဒါပြောတာ To an Italian ဒါကိုကြည့်နေတဲ့ Italy လူမျိုးအတွက်ကြတော့ those judges may be very different ဒီလက်ဟန်ခြေဟန်နေပေါ့ဒီလိုလုတာတယ်ဒီလိုလုတာတယ်သူ့အတွက်ကအတိတ်ပဲအဲ့လိုမဟုတ်ဘူးအဲ့လိုမတက်ရအောင် The first one holding up the index finger is an offensive manner နော်လက်ညှိုးကိုလိုမျိုးထောင်ပြီးတော့အဲ့လိုမျိုးလိုလိုလိုလုပ်နေရကြတော့မြန်မာဆိုလို့ရှိရင်ငါ့ကိုလက်ညှိုးထိုးလာတာပေါ့နော်ဒါကြီးက offensive manner သူများကိုဒါမကောင်းပြောတဲ့ပုံစံညီမတို့ဆိုလည်းညှိုးထိုးကြီးပြောတာဆိုတော့ညောင်မကောင်းတဲ့ချိန်မှာလည်းတုံ့လာလေ။ညောင်ကိုထိကြိုက်စီတယ်ပေါ့ the second one hold it up the index finger and the little finger ဒုတိယတစ်ခုဖြစ်တဲ့လက်ညှိုးနဲ့လက်တန်းလှုပ်တာဒီလေပဲ this one of the worst and suffer in italy in italy လူမျိုးတက်ပါတာအဆိုးဆုံးနည်းလမ်းနဲ့အစဲခံလိုက်ရတာတလူတွေးတာ italy လူမျိုးတက်က it can be seen in the blog post 3 the blog post 3မှာဆိုလို့ရှိရင်ဘာတွေ့ရလဲဆိုတော့ people from different cultural backgrounds communicate their thoughts and emotions differently by means of non verbal communication တချို့လူတွေကသူတို့ရဲ့ talk တွေသူတို့ရဲ့ emotion တွေကိုဘာနဲ့ပြောလဲစကားလုံးတော့မဟုတ်ပဲနဲ့လက်ဟန်ခြေခံနဲ့ပြောတာရှိတယ် facial expression မျက်နှာအနေအထားနဲ့ပြောတာရှိတယ်ဥပမာဆိုအိန္ဒိယမှာဆိုလို့ရှိရင်ဒီခါကြီးကျ yes တွေက no တွေကိုပါးစပ်နဲ့မပြောဘဲနဲ့ခေါင်းနဲ့ပဲခေါင်းလှုပ်ပြီးတော့နော် yes ဆိုလို့ရှိရင် yes no ဆိုလို့ရှိရင်ဒလိုဒလိုအဲ့လိုသူတို့ခေါင်းခါပြီးတော့အဲ့လိုပြောတာမျိုးအီတလီနေဆိုလို့ရှိရင်လည်းမြင်ဦးမှာပဲနော်အခုဆိုနာမည်ကြီးအီတလီနေဆိုလို့ရှိရင်သူတို့စိတ်ပြတ်တဲ့အချိန်တွေပါလို့ဆိုရင်ဒီလိုလုပ်တာမျိုးပေါ့ what are you doing and those site ပြတဲ့အစ်စံလိုလို့တာမျိုးဆိုဒီလိုလို့တာမျိုးဒါကြီးဆိုတာအခုဆိုနာမည်ကြီးနေတာပေါ့အော်ဒီလိုမျိုး facial expression တွေပြီးတော့သူရဲ့လက်ဟန်ခြေခံတွေတော့ဒီလိုပြတာပေါ့ culture can be different from one culture to another အပြည့်တနာကဒီလက်ဟန်ခြေခံတွေဒီ culture နှစ်ခုရှင်းလာတဲ့အခါမှာတခုတူကြမှာတူမယ်တခုနဲ့တခုတူကြမှာတူဆက်ညီမလူမျိုးတွေတက်ကအော်ဒီလိုလုပ်တယ်ဆိုတဲ့သဘောကညီမလူမျိုးတွေဆိုဒါကထမင်းစားတာလေ ညီမလူမျိုးဆိုလို့ရှိရင်ဒါကထမင်းစားရလေညီမလူမျိုးဆိုလို့ရှိရင်ထမင်းစားပြီလားအဲ့လိုပြောတာအီတလီတို့ကတလူလောက်တာကြတော့ဒါသူတို့စိတ်ပြက်တဲ့အကြောင်းပြောတာဘာတွေပြောနေတာလဲဘာတွေဖြစ်နေတာလဲဒါအီတလီမျိုးတော့ဒါဘာတွေပြောနေတယ်ဘာတွေဖြစ်နေတယ်ညီမလူမျိုးကြတော့ဒါထမင်းစားတဲ့အကြောင်းပြောတာအဲ့လိုသဘောမျိုးပေါ့ဂျာချာတွေကတော့အတူတူပဲဒါပေမဲ့ကာချာမတူတဲ့အခါမှာဒီဂျာချာတွေရဲ့လက်အခြေအနေနဲ့အတိတ်ပဲမတူတော့တာပဲအဲ့တော့ that means a gesture which is acceptable in one culture might not be tolerated in another အဲ့ culture တစ်ခုမှာဒါလက်ခံလို့ရတဲ့ကြာချာဒီနောက်ထပ် culture တစ်ခုမှာတော့လက်မခံနိုင်တာဖြစ်ရင်ဖြစ်တတ်တယ်။အဲ့ဒါမျိုးပေါ့နော်။ဒါတော့ဒါလက်ရန်ချေရင်ပုံမှာမူတည်ပြီးတော့မှသူတို့ကြာချာချင်းတူဝင်မဲ့လို့ communicate လုပ်တဲ့အခါမှာ culture မတူတော့အတိတ်ပဲကြီးက misunderstanding နဲ့ဖြစ်ကုန်တဲ့အကြောင်းကိုပြောထားတာဖြစ်တယ်ပေါ့နော်။ blog post four လေးကိုဆက်ပြီးတော့ကြည့်ရအောင်။ Leomi ။ Leomi ဆိုတာကတော့ဒါကတော့ Korea လိုမျိုးကျောင်းသူပေါ့နော်။ came to Myanmar under Quaker Overseas Volunteer Program ဆိုတော့ကိုရီးယားရဲ့အကူအညီပေးအဖွဲ့ပေါ့ Quaker အဖွဲ့ရဲ့ဒါနိုင်ငံခြား volunteer အစီအစဉ်ကနေပြီးတော့မှလီယွန်မီဆိုတဲ့ကိုရီးယားကျောင်းသားအောင်မြန်မာနိုင်ငံမှာရောက်လာပြီးတော့ begin friend with သူစားအောင် attendee ကမြန်မာနိုင်ငံဆက်ကြောတက်မင်းကလေးဖြစ်တဲ့သူစားအောင် ਨੇ တုံငယ်ချင်းတွေဖြစ်ကြတယ်ပေါ့ပြီးတော့ them could speak the others language ဒီနေ့တက်ကတော့သူတို့ဘာသာစကားတွေအပြန်အလှန်မပြောတတ်ကြအောင်ဆိုတော့ကိုရီးယားကလီယွန်မီကလည်းမြန်မာစကားမပြောတတ်ဘူးမြန်မာနိုင်ငံကသူစားအောင်ကလည်း ကိုရီးယားစကားပြောတတ်ဘူး။ However, ဒါပေမဲ့ communication was going well သူတို့စကားပြောတာအဆင်ပြေတယ်။ As they could communicate with each other in English. နေရာအင်္ဂလိပ်လိုပြောတတ်တဲ့အခါကျတော့အင်္ဂလိပ်လိုသူတို့စကားပြောပြီးတော့ဆက်သွယ်ကြတယ် communicate လုပ်ကြတယ်ပေါ့။အဲ့အခါမှာသူစားက address Leo me as Leo Leo မျိုးတော့အမြဲတမ်းဘယ်လိုခေါ်လဲဆိုတော့ Leo လို့ခေါ်တယ်။ And the letter called သူစားအောင်အောင်လို့ခေါ်တယ်။ A few weeks later အဲ့တော့နောက်ထပ်သတ်သဘောအနေနဲ့ကြာတော့ကိုရီးယားအမျိုးသမီးကကိုရီးယား girl ကဘာပြောလဲဆိုတော့ I feel a bit uncomfortable when you call me Lee ငါ့ကိုလီလို့ခေါ်တဲ့အခါမှာနည်းလေးစိတ်ထဲမှာအဆင်မပြေ uncomfortable ဖြစ်တယ်ပေါ့ That's my family name ပေါ့ဆိုလီဆိုတဲ့ဟာငါ့ရဲ့မိသားစုနာမည်ဖြစ်နေတယ်အဲ့အဲ့ဒါကိုထည့်ပြီးတော့ခေါ်တဲ့အခါကျတော့သူ့အတွက် uncomfortable ဖြစ်ရတယ်ပေါ့ Please call me Yomi သူ့ကိုခေါ်တဲ့အခါမှာ Yomi လို့ပဲခေါ်ပြီးပါ As a မြန်မာကအမြန်မာမိန်းကလေးတယောက် who is learning english as a foreign language english စာကိုလေ့လာနေတဲ့မြန်မာမိန်းကလေးတယောက်အနေနဲ့ကဟာ family name might be the last name english နာမည်လိုမျိုးပဲ korea ဒီအမျိုးသမီးရဲ့နာမည်က last name ဖြစ်မယ်လို့ထင်ခဲ့တာဘာလို့ဆို english လူမျိုးတွေဆိုလို့ရှိရင်ထားပါတော့ english လူမျိုးပဲဖြစ်ဖြစ်ဥရောပတိုက်တာတွေပဲဖြစ်ဖြစ် america လူမျိုးဖြစ်ဖြစ်ထားပါတော့ donald trump ဆိုရင် donald ကသူ့ရဲ့နာမည် trump ကသူ့ရဲ့ family name အဲ့လိုပဲ barack obama ဆိုတော့ barack ကသူ့ရဲ့ name အိုဘားမာတို့ရဲ့ family နဲ့အဲ့လိုတပေါ်မျိုးပေါ့နော်အဲ့တော့သူကလည်းအဲ့လိုပဲထင်ပြီးတော့လီယိုကတော့သူ့ရဲ့နာမည်၊မိကတော့ family name လို့ထင်ပြီးတော့လီယိုလို့ခေါ်တာဒါပေမဲ့ကိုရီးယားလူမျိုးတွေအတွက်ကြတော့ family name ကရှေ့ဆုံးကဟာ family name ကိုရီးယားလူမျိုးတွေအတွက်ကြောင့်လီက family name ယိုမီကသူ့ရဲ့ကိုပိုင်နာမည်ပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့မှားပြီးတော့မှခေါ်မိတာပေါ့လေ family name ကရှေ့ဆုံးမှာရှိတာနောက်ဆုံးမှာရှိတယ်ထင်ပြီးမှားခေါ်မိတာ and the korean girl also thought korea မြေသူမိကြတယ်လေဘလို့ထင်လဲဆိုတော့ as in our own culture သူ့ရဲ့ korea မှာလို့ပို့သူ့ရဲ့ culture မှာလို့ပုံစံမျိုး the family name of her myanmar friend is tuza အော်ဒီ tuza အောင်ဆိုတဲ့ mainly family name က korea မှာရှေ့ဆုံးမှာထားတယ်ပေါ့အော် tuza ကတော့ family name ဖြစ်ပြီးအောင်တော့သူ့နာမည်ဖြစ်မယ်လို့ထင်နေတာဒါပေမဲ့မြန်မာမှာကျတော့မြန်မာယဉ်ကျေးမှုမှာကျတော့ family name ဆိုတာမရှိဘူးလေမိသားစုနာမည်ဆိုတာမထားဘူးမြန်မာလူမျိုးတွေမှာသူစားအောင်သူ့ရဲ့နာမည်အပြည့်စုံအဲ့တော့ each of them realized နောက်တော့သူတို့အချင်းချင်းဟာသဘောပေါက်သွားပြီးတော့မှ their guesses were wrong သူတို့မှန်တာတွေကမှားနေတယ် and then became comfortable to happy with the name they wanted to be called ဟောမြန်မာမင်းကလေးရလည်းပဲယုံမီလိုပဲခေါ်ရတယ်ကိုရီးယားမင်းကလေးရလည်းပဲသူစားလိုပဲခေါ်ရတယ်ဆိုသူတို့အဆင်ပြေသွားတယ်ပေါ့ Employers for or developers for my solution. The two friends from different lands made round guesses about how a person should be addressed. လူတယောက်ကိုဘယ်လိုနာမည်တက်မလဲဆိုတာသူတို့မှားပြီးတော့မှပြောမိကြတယ်။ As they did not realize that each culture has its own naming system. So culture တစ်ခုချင်းစီမှာသူရဲ့ကိုယ်ပိုင်နာမည်ပေးစနစ်တွေမတူဘူးဆိုတာသတိမထားမိပဲနဲ့เนาะဒီဟာကိုနားမလည်တဲ့အခါမှာသူတို့နာမည်ခေါ်တာတွေမှားကုန်ကြတယ်။ကိုရီးယားမိန်ကလေးရတယ်ပဲမြန်မာလူမျိုးတွေမှာ family name မရှိဘူးဆိုတော့သူကမသိအဲ့လိုပဲမြန်မာမင်းကြီးရလည်းပဲကိုရီးယားရဲ့ family name ကရှေ့ဆုံးမှာနောက်ဆုံးမှာမဟုတ်ဘူးဆိုတော့သူကမသိပဲနဲ့မှားပြီးတော့ခေါ်ကြတာပေါ့နော် all these blog posts or the blog posts တွေအားလုံးကတော့ show that ဘာလို့ပြနေလဲဆိုရင် people from different cultures communicate messages and perceive the world around them differently ကာသမတူရတဲ့သူတွေကတရတဲ့ပြောဆိုဆက်ဆံတာတွေသူတို့ရဲ့ပတ်ပတ်လည်ပါရှိတဲ့သူတို့ရဲ့ပတ်ဝန်းကျင်ကဘာကြီးကိုလေ့လာတာလေ့လာမှုလေ့လာနေခြင်းပြောဆိုမှုပြောဆိုပြီးခြင်းမတူကြဘူး intercultural communication အဲ့တော့ culture မတူတဲ့လူတွေရဲ့ပြောဆိုဆံရေးသည် involve not only interaction between people from different countries မတူကြည့်တဲ့နိုင်ငံတွေကလူတွေဆက်ဆံရေးတယ်မဟုတ်ပါဘူး but also communication between sub groups or ethnic groups within the same country ကိုယ်နိုင်ငံထဲမှာကိုပဲမတူကြည့်တဲ့တိုင်းရင်းသားလူမျိုးတွေမတူကြည့်တဲ့ဒေသကလူမျိုးတွေအချင်းချင်းမှာတော့မှဒီလို misunderstanding တွေဖြစ်တတ်တယ်ဥပမာဆိုလို့ရှင်ထားပါတော့ဆရာတကယ်ချင်းတယောက်ပြောတာမှတ်မိတယ်သူတို့ဒါမြိတ်ဘက်ကိုခရီးထွက်တော့ လာကြိုးတယ်သူဧည့်သည်ကဧည့်သည်ကိုလာကြိုးတာပေါ့လေလာကြိုးပြီးတော့ဖုံးဆက်တယ်ဖုံးဆက်တော့အရင်အမေဘယ်လိုနင့်တငယ်ချင်းတွေရောက်ပြီလားရောက်ပြီနင့်တငယ်ချင်းတွေအစာကျွေးပြီလားအဲ့လိုပြောအဲ့တော့ရန်ကုန်ကသွားတဲ့လူတွေကနင့်တငယ်ချင်းတွေအစာကျွေးပြီလားလို့ပြောတာကြီးဆိုတော့ငါတို့ကတရိတ်ဆန်လို့ပြောတာလားပေါ့တကယ်ကမဟုတ်ဘူးအဲ့ဒီဘက်မှာကတမင်းကျွေးတာပေါ့အစာကျွေးတယ်လို့ပဲပြောတာငါ့လိုပုံစံမျိုးပေါ့လေအဲ့တော့ကိုယ်နိုင်ငံတည်းမှာပဲ လူမျိုးချင်းတူနေတာတော့မှနေရဲ့ဒေတာမတူတဲ့အခါမှာကာရှာချင်းမတူပါဘူးလေလလိုလေးတွေဖြစ်တတ်တယ် There are also differences in various aspect of culture အကာချာမှာလည်းပဲမတူညီတဲ့အစိပ်ပိုင်းတွေအများကြီးရှိသေးတယ် values စံချင်စံညွှန်းတွေမတူတတ်ကြဘူး beliefs ယုံကြည်မှုတွေမတူတာရှိတယ် ritual ထုံးတမ်းတွေမတူတာရှိတယ် norms လုပ်ပုံလုပ်နည်းတွေမတူတာရှိတယ် language and symbol ဘာသာစကားတွေပြီးတော့ symbol ဆိုတော့ဒါအမှတ်အမှတ်တရစိတ်တွေ တော့ဒီမတူတာလည်းရှိတယ်။ဥပမာဆိုလို့ရှိရင်ထားပါတော့ကဒီစัจจတစိတ်ပေါ့လေစဝစတီကာလို့ခေါ်တာပေါ့။မြန်မာလူမျိုးတွေအတွက်ကစัจจတစိတ်ဒီဘယ်နေရာမှာသုံးလဲဘာသာတရားဆိုတဲ့နေရာမှာသုံးတယ်။အဲဒီစัจจတစိတ်ကိုပဲဂျာမနီရောက်သွားတဲ့အခါကျတော့ဘာဖြစ်သွားလဲဆိုတော့လူတတစိတ်ဖြစ်သွားတာ။လူမျိုးတွန်းတက်ဖြတ်တဲ့စိတ်ဖြစ်သွားတာ။အဲလိုလိုပုံစံမျိုး။တစိတ်ကတော့ဒါပဲဒီပုံစံပဲ။ဒါပေမဲ့မြန်မာနိုင်ငံမှာကျတော့ဘာသာသာသနာဆိုတဲ့အဓိပ္ပာယ်ထွက်နေပြီးတော့ဥရောပမှာကျတော့လူတတတယ်ဆိုတော့တက်သွားပြီးတော့ထွက်နေ။ဒါမျိုးပေါ့လေ။ဆမ်မန်ကတော့ဒါပဲ။ ကာချာမတူတဲ့အခါမှာမိနေလည်းမတူတော့ intercultural conflicts and misunderstanding may occur as a result of these differences အဲ့တော့ intercultural communication မှာဘာလို့တယောက်နဲ့တယောက်သဘောထားကွဲရလဲဒီလိုကွဲလဲတာကိုနားမလည်လို့ culture မတူတာ culture မတူတော့ value တွေမတူတာလည်းထုံးနှံ့တွေမတူတာ samples တွေမတူတာ judges တွေမတူတာဒါကိုနားမလည်လို့ misunderstanding တွေဖြစ်ကြတယ် conflicts တွေဖြစ်ကြတယ် to avert faux pas or social blunder faux pas ဆိုတာကတော့ပြောရမယ်ဆိုလို့ရှိရင်တစ်ဖက်နဲ့တစ်ဖက်နားမလည်နိုင်နိုင်လည်းဖြစ်တာတစ်ဖက်နဲ့တစ်ဖက်သဘောထားကွဲလွဲမှုတွေဖြစ်တာပဲ social blunder social blunder တစ်ဖက်နဲ့တစ်ဖက်ကအမြင်နေစောင်းကုန်တာဒါတွေမဖြစ်ဖို့အတွက်က in any international communication เนาะဒီလိုမျိုးနိုင်ငံမတူတဲ့သူတွေဆက်ဆံတဲ့အခါမှာဒီလိုမျိုးနားလည်မှုကွဲလွဲလို့တရံတရအမြင်မကြည့်တာတွေမဖြစ်အောင်လို့မလုပ်ရမလဲဆိုလို့ရှိရင် intercultural awareness should be raised ကိုတစ်ဖက်လူတွေကိုရဲ့လူမျိုးမဟုတ်ကြောင်းကိုနဲ့ culture မတူကြောင်းကိုပြောတဲ့စကားတစ်ခုရဲ့အဓိပ္ပာယ်ဒီကိုလောက်ပြလိုက်တဲ့လှန့်အချင်တစ်ခုရဲ့အဓိပ္ပာယ်ဒီသူ့အတွက်မှာတခြားအဓိပ္ပာယ်တက်ရောက်နေကြောင်းကိုကနားလည်ပြီးနေဖို့သဘောပေါက်နေဖို့ awareness ရှိဖို့သူ့ဘက်ကိုထည့်ပြီးတော့စဉ်းစားပေးဖို့ဒါတွေလိုအပ်တယ် This should suddenly reduce social conflicts ဒီလိုနည်းလမ်းနဲ့တစ်ဖက်နဲ့တစ်ဖက် conflict ဖြစ်တာလေချော့ချနိုင်တယ် what two or more people of different nationality or ethnic groups came into contact မတုံညီတဲ့လူမျိုးတွေမတုံညီတဲ့နိုင်ငံငါသူတွေဆက်ဆံတဲ့အခါမှာ conflict တွေမဖြစ်အောင်လေလုံးနည်းနည်းနဲ့ရှင်းချနိုင်ပါတယ်။ဆိုတော့ region လေးကတော့ပြီးပြီ။ဆိုတော့ comprehension လေးကိုဆက်ပြီးတော့ကြည့်ရအောင်။ comprehension မှာဆိုတော့ဒီမှာ blog post လေးခုကိုခေါင်းစဉ်လေးခုတက်ခိုင်းတယ်ဆိုတော့ဒါကဘာမှခက်ခဲတဲ့အရာမဟုတ်ဘူး။ခေါင်းစဉ်လေးတွေလိုက်ပြီးတော့တက်လာရုံပဲ။နံပါတ် B မှာကျတော့ read the passage again passage ကိုပြန်ဖတ်တယ်။ဖတ်ပြီးတဲ့အချိန်မှာ say whether the statements are true or false or not stated. မင်း true မင်း false မပိုင် not stated ရှင်းရှင်းလေးပဲ။ နံပါတ်3 bold face word တဲ့အမှာပေးခဲ့တယ်နော် bold face word ဆိုဘိုးပြားတဲ့စလုံးလေးတွေရှေ့မှာပါတယ် passage ထဲမှာထည့်ပေးထားခဲ့တယ်ဆိုတော့အဲ့ဒီစလုံးလေးတွေကိုပြန်ဆွဲထုတ်ဆွဲထုတ်ပြီးွားလို့ရှိရင်ဒီမှာ1 to 7မှာအတိတ်ပဲ definition ခုနှစ်ခုပေးထားတယ်ဆိုတော့အဲ့ဒီ definition နဲ့ပြန်ပြီးတော့တွဲပေးရမှာဖြစ်တယ်ပြီးတော့နံပါတ်3မှာကတော့ full question ပေါ့လေနော် answer အပြည့်ပေးရမှာ question တွေဆိုတော့ question တွေအတိတ်ပဲကိုဆက်လက်တူတူကြည့်လိုက်ရအောင် why is intercultural communication important in the 21st century one နောက်ဆက်တရာစုကဘာကြီးမှာဘာလို့ intercultural communication ကအရေးကြီးတာလဲ what is intercultural communication intercultural communication ဆိုတာဘာလဲဒါဒီ answer တွေအကုန်လုံးကရှေ့က paragraph မှာပါပြီးသား why does japanese colleagues avoid saying no directly to megan ဘာလို့ megan ကိုသူ့ရဲ့ဂျပန်လူမျိုးလို့ဖော်ကံပဲတဲ့က no လို့တိုက်ရမပြောတာလဲ when she asked for some suggestion to on her lecture သူ့ရဲ့တင် जा မှုအတွက်ကို feedback ပြန်တောင်းတဲ့ suggestion အယူဒီဘယ်လိုမျိုးမြင်လဲပေါ့တစ်ဖက်လူတွေအမြင်ကိုပြန်ပြီးမေးတဲ့အခါမှာမကောင်းတဲ့အကြောင်းမပြောဘူး no လို့မပြောတာဘာလို့လဲ Why was Jose hesitant to respond Emma's rocket for a date? ဘာလို့ Emma ကအပြင်ထွက်ဖို့ဖိတ်တာကိုအပြင်တူတူလျှောက်လည်ဖို့ဖိတ်တာကို Jose ကခြေတုံချတုံဖြစ်တာလဲပေါ့လေ။ဘာလို့တွန့်ဆုတ်နေတာလဲပေါ့။ Number 5, does the gesture holding up the index finger? လည်းညှိုးထိုးတာပေါ့လေ။ means the same in Italy and the US. Why? Italy နဲ့ America မှာအညှိုးထိုးတဲ့ကြာချာပေါ့။ဒါအတိတ်ပဲတူတူပဲလား။တွေ့ရင်ဘာလို့တူတာလဲမတူရင်ဘာလို့မတူဘူးလဲပေါ့။ Why was Leomi not happy with the name what her Myanmar friend used to call her? ဘာလို့ Leomi ကသူ့ရဲ့မြန်မာလူမျိုးတကယ်ချင်းကခေါ်ရတဲ့နာမည်ကိုမကြိုက်တာလဲ။ According to the other, စာရေးတဲ့သူရဲ့အဆိုအရ How can we get to a better world? ပိုကောင်းတဲ့ကမ္ဘာတစ်ခုဖြစ်လာဖို့အတွက်ဘာလုပ်နိုင်လဲ။ when you have a misunderstanding caused by cultural differences how will you handle it ဒါကတော့တို့သူမျိုးကိုယ်နဲ့စဉ်းစားဖြစ်ရမမေ့မှုဖြစ်သွားပြီပေါ့နော် cultural difference တွေမတူလို့ပြဿနာတွေဖြစ်လာတဲ့အခါနားလည်မှုလိုရတဲ့အခါမှာဒါတွေကိုဘယ်လို handle ဖြစ်လို့ရမလဲဒါတို့သူမျိုးကိုယ့်ရဲ့သဘောနဲ့ဖြစ်လို့လုပ်ရတယ်စာပိုက်ထဲမှာလည်းနောက်ဆုံးပိုက်ပါတယ်ဖြစ်ရပါပါတယ်ပြီးတော့ဆရာက extra curricular question တွေ၄ပုတ်ပေးထားတယ်ဆိုတော့ဒီ question တွေဖြစ်ကြည့်မယ်ဆိုရင်ဒီသင်ခန်းစာကိုပို့ပြီးတော့နားလည်တဲ့ပုံပေါက်မယ်လို့ဆရာယုံကြည်ပါတယ်ဒါတို့သူမျိုးကျေးဇူးတင်ပါတယ်ပုံမှန်ပြည့်စုံတဲ့သင်ခန်းစာတွေ မေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။